ောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့ငလျင်တန်းကြောင်ပြိုကျပျက်စီးသွားခဲ့တဲ့မန္တလေးမြို့ Sky Villa Condo အဆောက်အဦအောက်ကနေပြီးတော့မေလ3ရက်နေ့မှာအမျိုးသားတုံးနဲ့အမျိုးသမီးတုံးတို့ရဲ့ရုပ်အလောင်းများကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဆောက်အဦပြိုကျမှုအောက်ကရုပ်အလောင်းတွေကြန့်ရှင်းနေသေးတယ်။အဆောင်စီနဲ့ဒီနေရာတွေကိုရှာဖွေရှင်းလင်းရေးဆက်လက်လှုပ်ဆောင်ခဲ့ရမှာ ပုံရနေမနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာစီအဆောင်ကနေအမျိုးသားတူနဲ့အမျိုးသမီးတူတွေရဲ့ရုပ်အလောင်းတွေကိုရှာဖွေထုတ်ယူနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာန MFSG ကပြောဆိုထားပါတယ်။ဆက်လက်ပြီးတော့အဆောက်အဦရှင်းလင်းရေးလုပ်ငန်းတွေနဲ့ရုပ်အလောင်းရှာဖွေထုတ်ယူရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ရမှာ ဘီအဆောင်ကမိကန်တက်တာတလုံးနဲ့ရွှေတယ်ပစ္စည်းတွေငွေနဲ့အဖို့တန်ပစ္စည်းတွေအရေးကြီးတဲ့စာရွက်စာတမ်းတွေကိုထပ်မံတွဲရှိခဲ့တယ်လို့ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေတစင်းပိုင်ရှင်ဖြစ်သူထံကိုပေးအပ်ခဲ့တယ်လို့ MFSD ကထုတ်ပြန်ထားပါတယ်ငလျင်တန်းကြောင့်ပြိုကျပျက်စီးခဲ့ရတယ် Skyfiller အဆောက်အဦအောက်ကနေပြီးတော့တိမ်းဆုံးသွားတဲ့ရုပ်အလောင်းတွေကိုထပ်မံတွဲရှိနေစေဖြစ်ပြီးတော့ မေလ၂ရက်နေ့မှာစီနဲ့ဒီအဆောင်ကနေကလင်းငယ်အမျိုးသမီး၁ဦးအပါအဝင်အမျိုးသမီး၆ဦးရဲ့ရုပ်အလောင်းတွေကိုထပ်မံတွေ့ရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာ Sky Filler အဆောက်ဦးရဲ့အောက်မှာကြန့်ရှိနေသေးတဲ့ရုပ်အလောင်းတွေကိုရှာဖွေထုတ်ယူနိုင်ဖို့အတွက်ပြိုကျပျက်စီးနေတာတွေကိုဖယ်ရှားရှင်းလင်းရေးလုပ်ငန်းကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့တဲ့အတူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါဗျ။ငလျင်ကြောင့်ပြိုကျပျက်စီးမှုတွေဖြစ်ခဲ့တဲ့ Sky Filler ကွန်ဒိုကနေပြီးတော့ငလျင်လောက်ခတ်မှုဖြစ်ပွားပြီးတဲ့နေ့ကနေဒီကနေ့အထိအသက်ရှင်လျက်နဲ့ကဲထုတ်နိုင်သူအမျိုးသားအမျိုးသမီးစုစုပေါင်းအယောက်90ကျော်သာရှိခဲ့ပြီးတော့ကလင်းငယ်တွေအပါအဝင်တေဆုံးသွားတဲ့ရုပ်အလောင်းစုစုပေါင်း112ဦးကိုရှာဖွေတွေ့ရှိထားခဲ့တယ်လို့သိရပါတယ် Sky Filler ကွန်ဒိုအဆောက်အဦဟာစက်တထက်အမြင့်နဲ့အဆောက်၄ဆောင်ထည့်သွင်းပြီးတော့ဆောက်လုပ်ထားတာဖြစ်ပြီးတော့ငလျင်ထံကြောင့် A အဆောက်နဲ့ အထက်၅ရက်မြေအောက်ကိုကျုံဝင်သွားခဲ့တာဖြစ်သလိုကြံခဲ့တဲ့ BCD စတဲ့အဆောင်တွေအလုံးလောဝကိုပြိုကျပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ Sky Villa Condo အဆောက်အဦးကို Condo ပိုင်ရှင်ဖြစ်တဲ့ NTL Construction ကတိစောက်ခဲ့တာဖြစ်သလိုငလျင်တန်းခံနိုင်တဲ့အဆောက်အဦးအဖြစ်နဲ့ ကွန်ဒိုတိုက်ခန်းတွေကိုကြောင်ကြာပြီးတော့ရောင်းစားခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာ Sky Villa အဆောက်အုံပြိုကျမှုရဲ့အောက်မှာရုပ်အလောင်းပေါင်း200ဝန်းကျင်ကျန်ရှိနေဆဲဖြစ်တယ်လို့ ASN ရဲ့အရာလူဦးရေ400ကျော်ရှိတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။